KNU ကမတရားအသိအကြမ်းဖက်အဖွဲ့ဖြစ်ကျင်းပလာရှိပါတယ်။ဒါနဲ့ပတ်သက်လို့ KNU ရဲ့သဘောထားနဲ့ KNU နေနဲ့ဘာများတုံ့ပြန်ကြမှာလဲဗျ။ဟုတ်ကဲ့ပြောရမယ်ဆိုတော့ဟို2021ဆီအနာသိမ်းပြီးကြတဲ့ကအထူးသဖြင့်စစ်ကောင်စီကနေပြောသွားတဲ့ဟာတွေကအထူးသဖြင့်သူကရည်ရွယ်တယ်ဆိုတာရွေးကောက်ပွဲဆိုတာသူလုတ်သွားမယ်ဆိုတာရိုမန်နဲ့ပါတယ်လေသူအဲဒီမှာလုတ်လာခဲ့တဲ့ပုံမှာကျွန်တော်တို့ကျွန်တော်တို့ကအဲ့ဒီကလေးကဆန့်ကျင်ပြီးတာဆန့်ကျင်တဲ့အခါကျတော့အထူးသဖြင့်သူရဲ့ပြန်ပြီးတော့တုတ်ပြန်တာကပါလဲဆိုတော့အထူးသဖြင့် ဒီတော်လိုင်းအဖွဲ့စည်းတွေညဉ့်ညိုင်းဖြစ်စီတွေမှာပါဝင်ဖို့အတွက်ရောအဲ့ဒီမတိုင်ခင်ပေါ့နော်အတူအများကြီးကြိုးစားခဲ့တယ်ကြိုးစားခဲ့တဲ့လောက်ကျွန်တော်တို့တက်ရကတော့မမမရက်တည်ပြီးတော့စစ်အနာသိမ်းမှုဟာဒါဒီအကျန်းဖက်တဲ့နီးနဲ့ပဲမရေအားအနေနဲ့သတင်းဖြစ်အတွက်သူသူတို့ဟာတရားမဝင်တော့ကြောင်းပေါ့နော်နောက်ပြီးတော့သူလုံမဲ့နီးလန်းတွေအားလုံးတစ်ခုမှမတရားဝင်မှုမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ ပြပြအသားနဲ့ရက်တည်လာတဲ့အခါမှာအခုကျွန်တော်တို့ကြည့်ရတာကောဒီအဆင့်ထိရောက်သွားတယ်ဆိုတာပထမဆုံးအခုဆရာတို့ပြောသလိုပဲပေါ့ကျွန်တော်တို့အကကိုယ်တိုင်ကလည်းမျိုးသားတောင်းတရားအနေနဲ့တော့ဖို့နောက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းအခု ီပြပြတာနေယက်တီကျဲဒီသဘောထားဒီထုတ်ပြန်ခြင်းရေလောက်လာတဲ့အခါမှာရန်ပုံမိကျရောက်သွားတယ်ဆိုကျွန်တော်တို့မြင်နေရတယ်ဘိုင်ဘလဆိုတာဒီအချက်ကအထူးသဖြင့်သူတို့ဟိုဒီကျွန်တော်တို့ရဲ့အမှန်တရားနဲ့တရားမျှတမှုအတွက်ကျွန်တော်ယက်တီလှုပ်ဆောင်တဲ့ဟာသူတို့ချော့တယ်လို့လည်းမရဘူးသူတို့ချောက်တယ်လို့လည်းလှုပ်လို့မရတဲ့အခါကျတော့အကွာနောက်ဆုံးကျတော့ဒီအဆင့်ရောက်သွားပြီးတော့တကယ်ဥစားပေါ့နော်သူတိုက်ခါပိုင်းမှာတော်တော်လေးကြာဆင်းသွားတဲ့အပေါ်မှာတော့သူကယက်တီရမရဆောက်တီရမရဖြစ်ပြီးတော့ရန်ပုံမိကျရောက်သွားတဲ့အပိုင်းနဲ့ကျွန်တော်တို့ထုတ်ပြန်ကြည့်ရင်ရောက်ပြီးတော့နှစ်ရက်အကြာပါတယ်အဲ့လိုမျိုး ီလိုကျင်ညာရေမျိုးထွက်လာတာပဲဖြစ်တယ်။အဲ့လိုကျင်ညာရေထွက်လာတဲ့ဟာကတော့ကျွန်တော်တို့မြင်မိတာကတော့ထူးခြားတာတကူကတော့အဲ့ဒီမတရားသိမ်းကျင်ညာတဲ့ကိစ္စပဲ။အဲအဲ့ဒါလည်းဟိုဟိုလိုလိုဒီလိုလိုနဲ့ပြန်ရောက်သိမ်းလိုက်ပြန်ထည့်လိုက်ပြန်ပြီးတော့ဖြေချလိုက်နေအဲသူကသူကသူရှော့ဦးနံပဲ။ကျွန်တော်တို့တွေ့ရတော့ဘာမှမဆန်ဘူးဘာမှလည်းမအောင်ဘူးလေ။ဘာလို့လဲဆိုတော့မတရားသိမ်းကျင်ညာရဲ့ရွေချက်ကအထူးသဖြင့်ဒီ ကရင်အညူနဲ့ဆက်ဆက်ပတ်သက်တဲ့မှန်သမျှအကုန်လုံးရုပ်သိမ်းနိုင်ဖို့သူတို့အကုန်လုံးရှင်းထုတ်နိုင်ဖို့ဆိုတာသူကအဲ့ဒါရည်ရွယ်တာဖြစ်တယ်တကယ်တမ်းကျတော့ပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တုံလိုင်းတန်းတစ်ချောင်းမှာပထမဆုံးတော့ KNU နဲ့ဆက်နေပတ်သက်မှုကကရင်လူမျိုးတွေကဆိုတာအနိစ္စဆုံးဖြစ်တယ်မှန်တယ်ဆိုပေမဲ့နောက်ပိုင်းကျတော့တုံလိုင်းဆိုတာကရင်လူမျိုးတစ်ခုတည်းမှမဟုတ်တော့တာလူမျိုးစုံကတစ်ခုပြီးတစ်ခုတုံလိုင်းတွေထားလုံနေကြတာလေနောက်ဆုံးပမာတော့မှမနေနိုင်ထားပြီးတော့ပမာကတုံလိုင်းထားလုံတယ်ဆိုတော့ KNU ကဘယ်တုံလိုင်းနဲ့အကုန်လုံးပတ်သက်နေတာပဲအဲ့ဒါကြောင့်မလို့ဒီလူမျိုး တော်လန်ခရင်တော်လန်ရင်းနဲ့ဆက်ဆက်တဲ့ဟာမှန်ပြဟိုအကုန်လုံးရှင်းထောက်အောင်ဆိုပြီးတော့အဲ့လိုမရေအသင်းစကျင်ရတဲ့ဟာတော်တော်လေးရည်စရာကောင်းတယ်လုံးဝလည်းဟိုဘာမှမစီမဆိုင်တဲ့ဟာလို့ဖြစ်တာပေါ့ရည်စရာလည်းကောင်းတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်နေမြန်မာကိုကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့သူသူကျွန်တော်နေမြန်မာကျွန်တော်ခရင်မျိုးရဲမဟုတ်ဘူးတခြားလူမျိုးတွေအစုံပဲအခုကွန်ကရစ်မြောက်ယူသွားကြည့်ခရင်မျိုးတော်တယ်လောက်မရှိဘူးအထူးပြင်းရင်းနှီးနှာသွားကြည့်အခု wall လေးမှာ ဟုတ်ဘလူးမှာအရင်တော့ကျွန်တော်တို့နယ်မြေကျွန်တော်တို့ထိညှုပ်ထားတာမှန်နေမယ်နှစ်30ကျော်ကလေးကသူတို့တက်တယ်သူတို့ပြင်စစ်တပ်တွေလာထိုင်တဲ့အခါမှာတခြားလူမျိုးတွေအများကြီးဝင်လာတယ်လေအဲ့ဒီအခါမှာကြာတော့ဘာပဲလို့ဆိုတော့ဒီနေ့ဒီအချိန်ကာလကျွန်တော်လက်ထဲမှာမပြတ်ရောက်တယ်ဒါပေမဲ့ဒီလူတွေကလူတူတွေပြည်သူတွေလေကျွန်တော်တို့မဆက်ဆက်လို့မရဘူးကျွန်တော်တို့နဲ့မထိတွေ့လို့မှမရဘူးဒီလူတွေကဘာလူမျိုးဖြစ်ဖြစ်ပုံမှန်ဖြစ်ဖြစ်ခိုင်ဖြစ်ဖြစ်လေအဲ့ကြာတော့ အဲ့လိုမဟုတ်ပဲနဲ့ကျွန်တော်တို့ကအဲ့ဒီဥစားမတရားသိမ်းကျင်ညာပြီးတော့ဟို KNU ရှင်းအောင်ဆိုကင်းအောင်လုပ်သွားမယ်ဆိုတဲ့ဟာကြီးကတော်တော်လေးကိုမရှိမဆိုင်မအမစတဲ့ဟာတွေပဲဖြစ်ကျွန်တော်တွေ့နေရတယ်အဲနောက်တစ်ခုကြတော့ဟိုအကျန်းဖဲ့ဖွဲ့တယ်လို့ပေါ့အကျန်းဖဲ့ကတတူပြပြောကြာမရှိဘူးအကျန်းဖဲ့ပြီးတော့စစ်စင်လောက်လာတာကျွန်တော်တို့တွန်လင်းသမိုင်းမှာ1980အတွင်းမှာဒီစစ်စင်မျိုးပေါင်းကဟိုနှစ်ဒါဇင်ထက်မနည်းဘူးဗျာ နော်အမြင်နာမှာပြောတော့ရေရွလို့မြောက်စားထဲမှာပြန်ကြည့်ရမယ်အောင်စုံမိုးစစ်စင်ရင်တို့အောင်မကစစ်စင်ရင်တို့ထော်ပိုင်စစ်စင်ဆိုတော့မြို့အောင်ကျုံးမောင်ချက်ချက်သေးကိုချရတာတခါလဲမိကုံရန်ကုံကျဲတာကျွန်တော်တို့လူလူတွေအများကြီးသိတယ်အဲ့နောက်ဆက်တွဲရအခုဆိုရင်တော့ဒီကျွန်တော်တို့လူမျိုးတွေ2995ဆိုဘူရွမှာစချပြီးတော့ဒီရှေ့ပိုင်းပေါ့နော်ဒီဟာချာဆိုလူကျွန်တော်လူလူတွေဟိုဒီထိုင်းပြည်တိုင်းထိုင်းနိုင်ငံတွေမှာခိုးလုံတာကို250ပြီပြန်လဲမရသေးဘူးလေဆိုတော့အဲ့ဒီဟာတွေကကျွန်တော်တို့လောက်ဒီလိုစစ်စင်ရင်ကြီးမျိုးတွေကြုံခဲ့ရတာက ကျွန်တော်တို့လိုပဲရှိတယ်အဲ့ဒါကြောင့်မို့အကျန်းဖက်တဲ့လူကဘယ်လိုလဲဆိုတာဘာပြောစရာမရှိဘူးနောက်ဆုံးအချက်အခုကြည့်လိုက်ပါ ICC မှာရော ICJ မှာရောဒီအာဂျင်တီးနားတရားခုံရုံးတွေမှာရောဒီလိုနိုင်ငံတကာကပတ်ခုံရုံးကြီးပေါ်မှာဒီစက်ရာဇဝန်ကျူးလွန်တဲ့ကောင်ဘသူကဆွဲချက်တင်ခံလဲကျွန်တော်တို့မှမဟုတ်ပဲသူတို့ပြင်တာအဲ့ဒါကြီးကိုကျွန်တော်တို့အရအကျန်းဖက်တယ်လို့ပြောလို့သာတော်တော်ကြီးရကောင်းတဲ့ဟာပဲအဲ့ဒါပဲကျွန်တော်ပြောချင်တယ်ဆိုတော့ဟာသူတို့တိုက်ခါပိုင်းနဲ့ပတ်သက်တာသူတို့မခံမရနိုင်ပြီးတော့ဒီလိုအခြေအနေမျိုးရောက်သွားတာဖြစ်တယ် နောက်ဆုံးချက်ကျွန်တော်ပြောချင်တာကတော့ဒီကျင်ညာချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟိုခိုင်ရမှာယက်တည်ချင်တာကျွန်တော်တို့ရဲ့အဲ KNU Karen National Union ဆိုတာ1949ဖေဖော်ဝါရီလ5ရက်ကလေးကကျွန်တော်တို့ဘိုးဘေးတွေကတိဆောက်လာခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ် 南阿爸爸也試試面阿平来，不路外一一，跟人老外一一，不怕路外一斤，硬路外有龙于说我们看见，知道说，徐庆那个，阿妈登上路外一是钱，但买五毛嘛，包括家里小鱼啦，这种说龙王来看龙要得给，我我边缘上趁机赶过来，叫伊拉得给吧，伊拉得给标要了，对吧？啊，你、mm.，难怪咯，第第浙江是阿个吗？啊，你。 တရုတ်ရုရှားနဲ့နိုင်ငံတချို့ရဲ့အကူအညီတွေရဲ့ဒီအာရမစစ်တမ်းစုဆောင်တောင်းချီပြီးတော့စစ်တမ်းစုဆောင်လာတာရဲ့ဘဏ္ဍာရေးငွေအနာငွေအရင်းအမြစ်ရှိတာရဲ့ဒီကြောင့်မလို့ဒရုန်းပါပဲလက်လက်တွေအစ်ညံ့လာနေပြီးတော့စစ်ရေးနိုင်ငံတင်လိုက်ဥမောလာအောင်တွေ့ရပါတယ်။ဒါကြောင့်မလို့အခုချိန်မှာတော်တိုင်းတက်တွေအနေနဲ့အဲဒီစစ်တပ်ကိုအနာယူဖို့အတူပူးပေါင်းပြီးတော့စီစီလုံးလုံးတိုက်နိုင်ဖို့အတွက်အလုံးရေးကြီးရဆိုပြီးတော့ပြောဆိုသုံးသပ်ကြမယ်လည်းရှိပါတယ်။ ပြည့်ရရဲ့ပိုင်းကလည်းကျွန်တော်တို့ဒီ KN KN ခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ခွန်မောင်ကလည်းဒီရက်ထဲမှာဒီမကုံးဆိုးဝါးကိုစူပေါင်းတိုက်ထုတ်နိုင်ဖို့အနိုင်ဖို့ဆိုတဲ့တိုက်တွန်းတဲ့စကားကိုလည်းဖြန့်ချိခဲ့ပါတယ်ပြည်သူတွေမြင်တွေ့ကြတဲ့အတိုင်းကလေးမှာတလိုင်းတက်တွေစေုပ်စုကိုအခုပူပေါင်းတိုက်တက်ထိုက်ဖို့အခြေအနေကနှိစက်ပါပြီလားအဲ့ဒီအတွက်ဘလို့စိန်ခေါင်းမှုတွေနဲ့ခွင့်လန်းတွေရှိတယ်လို့ KN ညီမလေးပြောချင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒီဘက်မှာအထူးသဖြင့်ဒီဥစားပေါ့နော်ဒီ ဒီတရားမဝင် ပြီးတော့အတုအယောင်ရွေးကောက်ပွဲတွေလုပ်မယ်ဆိုတော့ကျွန်တော်တို့ကဒီဟိုလွန်ခဲ့တဲ့2-3နှစ်ကတည်းကပျော်လာကြပြီနောက်ချက်ကျွန်တော်တို့ဒီဥက္ကဋ္ဌနေပြီးတော့ဟိုတိုက်တွန်းလိုက်တဲ့ဟာပေါ့နော်သူရဲ့ဟိုဆိုမိကုံနဲ့မှာပေါ့တော့ကျွန်တော်တို့မျိုးသားတာဝန်နဲ့လောက်ရမယ်နောက်ဆုံးကျတော့ကျွန်တော်နောက်ဆုံးအဖွဲ့စည်းရဲ့အဖွဲ့ကြီးရန်ကျက်ပါတရားဝင်ထွက်လာတဲ့အခါကျတော့အဲ့ဒီဟာတွေကကျင်းပြောရင် ီရွေးကောက်ပွဲကိုစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကျွန်တော်တို့လက်မခံဘူးဆိုကျွန်တော်တို့ကဗာရွေးကောက်ပွဲလိုချင်လဲဆိုတာပြတ်တတ်ဖို့လိုတယ်လေအဲ့ဒီပြတ်တတ်နိုင်ဖို့အတွက်ခုနမေးတဲ့မင်းကွန်းထက်မှာအဓိကကြဆုံးချက်ကနိုင်ငံရေးရောစီရောကျွန်တော်တို့တော်လိုင်းဖွဲ့စီအားလုံးတရက်တတ်တန်နေနဲ့ရပ်တည်ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ကြိုးပမ်းလာတာဟိုလွန်တဲ့3နှစ်မကဘူးအဲ့လောက်တည်းကြိုးစားဒါပေမဲ့အထမမြောက်ခဲ့ဘူးဆိုပေမဲ့ဒီနှစ်ဒီအချိန်ကမှတော်တော်လေးကိုခရီးပေါက်တယ်လို့ပြောရမှာအထူးသဖြင့်ကျွန်တော်တို့ဘက်မှာအခုက after look ခေါ်တဲ့ article of federal transitional arrangement ဆိုပြီးတော့အသွင်ကူးပြောင်းကာလဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုလေဘာဖြစ်လဲဆိုတော့ဒီစစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲက2008ပုံမှာသွားတည်နေတဲ့အခါကျတော့အဲ့ဒီတော့ထောက်ကြည့်ရစစ်အာဏာရှင်စနစ်ကိုတည်ဆိုးရှိဖို့တက်တက်ပဲဆိုတော့ကျွန်တော်တို့ကအကုန်လုံးသိပြီဆိုတော့ကျွန်တော်လက်မခံဘူးကဲမင်းတို့လက်မခံဘူးဆို ဘယ်ဟာနဲ့သွားမလဲဘယ်အခြေခံဥပဒေနဲ့သွားမလဲဆိုတော့ကျွန်တော်တို့ကအခုကအဲ့ဒါကိုစိုင်းပြေးနေတာဖွဲ့စည်းပုံအခြေခံဥပဒေတရား Federal Democracy ကိုလုံးဝအခြေခံပြုပြီးတော့ဒါကိုအမကန်ချက်ပြရမယ်ဆိုတော့ကျွန်တော်အဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတကယ်ဖြစ်လာပြီဒီအသွင်ကူးပြောင်းရေးအတွက်အသွင်ကူးပြောင်းရေးဆိုတာကျွန်တော်တို့ဒီစစ်ကောင်စီကိုဖျက်ဆုံးနိုင်ပြီးတဲ့တော့မှာသိချာတလောက်ရှိတယ်။နော်အဲ့ဒီအုံပြူနေတဲ့အချိန်မှမှာပဲဒီဒီဖွဲ့စည်းပုံအခြေခံဥပဒေကနေပေါ်ထွက်လာမယ်ရွေးကောက်ပွဲပေါ့နော်။ ဲ့ဒါကမှကျွန်တော်တို့ပြောတဲ့ရွေးကောက်ပွဲပဲအဲ့ဒီရွေးကောက်ပွဲပြောတာဒီရွေးကောက်ပွဲထွက်ပေါ်လာတဲ့အစိုးရငါတို့အစိုးရပဲဘယ်သူပဲတက်တက်ပြဿနာမရှိဘူး Federal Time ပြည်နဲ့တိဆောက်မယ်ဆိုတော့အခုတည်းကတော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ခြေလမ်းတွေပြင်နေကြပြီခြေဒီ Federal Time ပြည်ဆိုတာ Federal အဖွဲ့ဝင်တွေနဲ့ပေါင်းစပ်လာတာပဲလေအဲ့ဒါကြောင့်ကျွန်တော်တို့အချင်းချင်းကြားထဲမှာညှိလို့အခက်အခဲဖြစ်နေသည့်တိုင်အောင်ကျွန်တော်တို့ကရနိုင်တဲ့အနေထားအခုကတော့ border approach နဲ့ကျွန်တော်တို့တစ်ခွက်ချင်းတစ်ခွက်ချင်းပေါင်းဆောင်လာပြီးတော့တခါတည်းခြေလမ်းချင်းတဲ့သူ့နေရာမှာခြေလမ်းသူ့နေရာမှာကရင်လဲ နော် green နေလဲအစရှိတရားဖြစ်သူ့နိုင်မှာဝိုင်းပြီးတော့တခါတည်းကို့ဆွေရနဲ့သူ့ဆွေရနဲ့ဆိုတာဒါလည်းတစားစီပွဲပြဲသွားတာမဟုတ်ဘူးဒီပြည်တော်စုကိုတိဆောက်ဖို့အတွက်ကို့နေရနဲ့ဆိုတော့ကို့ကိုပိုင်းဆွေရတဲ့တိဆောက်လာပြီးတော့အဲ့ဒီပေါင်းဆောင်လာတဲ့တနေ့မှာ federal ဆွေရကိုစားဖြစ်ကိုဖြစ်လာမယ်အဲ့ဒါအဲ့ဒီယူဆချက်ကခုမှမဟုတ်ဟုတ်လုံးနဲ့250 American ပြည်စုအဲ့လိုပဲတိဆောက်လာကြတာဘယ်သူမှ federal ဆွေရဖရအောင်ပေါ်လာတာမဟုတ်သူကနေပေါင်းစုလာပြီးတော့လုံနေကြတာကျွန်တော်တို့အနေထားအဲ့လိုဖြစ်နေတယ် အဲကြောင့်မလို့ဘာဖြစ်ဖြစ်ဒီအနေထားဟာရှေ့တိုးဘူးပဲရှိတော့အခုလက်ရှိအနေထားအရကျွန်တော်တို့အားလုံးစီရေးရရောနိုင်ငံရေးရည်တည်နိုင်ဖို့စာဒီ article of federal transitional arrangement လို့ခေါ်တယ် after เนาะအသွင်ကူးပြောင်းကလာဖွဲ့စည်းပုံအခြေခံဥပဒေတရားလိုးကိုလိုတယ်အဲ့ဒါကိုရကိုရတော့မသိမ့်မကြဘူးဆိုတော့ကျွန်တော်အဲ့ဒီအစပြီးစစ်ကောင်စီကိုတကယ်ဆန့်ကျင်တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့စည်းကရက်တည်လာပြီးတော့နိုင်ငံရေးအရေးအစုစည်းလာပြီးဆိုတော့ခင်ဗျာသူသူလုံနေတဲ့ဒီဒီဒီ yoga ဘွဲကြီးကဘယ်သူမှနားမထောင်တော့ဘူးလေ ဲ့ဒါတကယ်ခရာကြတဲ့ဟာအဲ့ဒါမျိုးကျွန်တော်လုပ်နေတဲ့ဟာကတော့လန်ကူလာမှာရှိသေးတယ်နော်အဲ့ဒါကြောင့်တော့ကျွန်တော်ဆက်သွားမှာရှိသေးတယ်နောက်တစ်ခုကတော့ဒီဒီစစ်တပ်က KNU ထိန်းချုပ်ပေါ့နော်ဒီတပ်မှ6နေမီနီကို73နီဖြတ်တယ်နောက်အမှတ်နဲ့တကားချစ်ကြီးဘက်မှာတိတ်လိုက်ပြီးတော့နေဆက်ပုံစီစီစင်းမှုရပ်တန့်အောင်လုပ်တယ်ဒီလိုလုပ်တာကပြည်သူတွေခက်ခဲကြတဲ့အောင်လုပ်တယ်လို့သုံးသပ်ကြရလဲရှိတယ်အဲ့လိုမျိုးဒီပြည်သူတွေခက်ခဲကြတဲ့လားနဲ့များတော်လိုင်းတစ်ဖွဲ့အဖွဲ့တွေကလည်း ခက်ခဲတက်တက်လာမယ်ပေါ့နော်အဲ့လိုသုံးသပ်အောင်လည်းရှိတယ်တစ်ဖက်မှာလည်းဒီဒီစစ်တပ်ကအခုလိုမျိုးနေဆက်ကုန်တယ်စီစီရင်ကိုရက်တက်လိုက်ရက်လိုက်တာကဟိုဒီဒီနေဆက်ကုန်တယ်ဒီနေဆက်ကုန်တယ်ရနေပြီးတော့ထိုင်းလုပ်ငန်းရှင်တွေထိုင်းစီးပွားရေးသမားတွေဟိုဘီလီယံနဲ့ချီပြီးတော့နေနာရယ်ပေါ့နော်အဲ့လိုမျိုးကြောင်းမလို့ထိုင်းဆိုးရွားကိုအချက်တွေ့အောင်လုပ်တယ်လို့သုံးသပ်မှုတွေရှိတယ်အဲ့ကြတော့ဒီလိုမျိုးဟိုပထမစီဖြတ်တယ်နောက်ကနေဆက်ကိုကုန်တယ်ကိုစက်တောင်လုပ်တယ်ဆိုတော့ဒီလိုမျိုးလုံးရက်ဒီပါအောင် ဒီလုံးရတူအပေါ်မှာရောခင်ယူအနေနဲ့ဗာမြန်ပြောချင်ပါလဲဘလို့ဘလို့သုံးသက်ချင်ပါလဲအဲ့ဒါလားအမီးမောင်မတိအစီငေါ်မတက်တဲ့ဟာတွေပဲရှောက်လုပ်နေတယ်လို့ပဲကျွန်တော်တို့မြင်တယ်ဘာဖြစ်လဲဆိုတော့ဒီကိစ္စဟာတိုင်းပြည်ကဘယ်သူ့ ဘသူရဲ့ဟိုအကြောင်းရင်းခံကြောင့်ဒီလိုဖြစ်သွားတာဆိုတော့သူတို့ကသူတို့ကိုကိုကိုအမားကိုဘလို့မဝင်ခံရတဲ့လူတွေရှောက်လုတဲ့အခါကျတော့အဲ့ဒီစီဖြတ်တာမီးဖြတ်တာတည်းကနောက်ဆုံးကျတော့သူလူထုသာအထိခိုက်ဆုံးဖြစ်တယ်လူထုထိခိုက်ဆုံးဖြစ်တဲ့အခါကျတော့တော်လိုင်းဖွဲ့စည်းဆိုတာကတော့ထိခိုက်တယ်ဆိုရင်အနည်းငယ်များဆိုတာဘလို့ကြာကြံဖြစ်စီရမှာသူတို့ဟိုရက်တီလာနှစ်ခွန်ရှေ့ဆက်ကတော့သူဘလို့ဖောက်ထွက်တယ်တိတိသာလူထုကျတော့အဲ့ဒါမျိုးမရှိတဲ့အခါကျသူအဲ့လို့လေလူထုရဲ့ထိနာလေနောက်ဆုံးကျလူထုကတိမခန့်ထပောက်ကွဲမျိုးသူတို့ရဲ့နာမှာဘာလဲဘာနဲ့သွားတူလဲဆိုတော့ မဆလာခင်မှာကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်အဲ့ဒီအချိန်ခါတော့တခက်တရားဝင်တဲ့ဒီကိုယ်မဲလမ်းကြောင်းကြီးတို့သူတို့လည်းမလုပ်ဘူးမလုပ်တော့အလျှောက်ပိတ်ပင်တော့ဘာဖြစ်လာဆိုဒီကဘာဟိုတနင်္ဂနွေလောက်အောက်အကောင်လုံးဟိုစားအမောင်ချပြီးတော့ဟိုအောက်ချုပ်တဲ့ခါကျတော့အဲ့လိုပိတ်ထားလိုက်တော့နိုင်ငံတကာလည်းမဆက်ဆံတဲ့ခါကျတော့ဘာဖြစ်လာဆိုမောင်ကိုဈေးကွက်တဲ့အများကြီးဖြစ်လာတာ အဲ့ဒီမောင်ကိုဇေကွက်တွေဖြစ်လာခြင်းအဖြစ်တိုင်းသူပြည်သားတွေကဘာဘာဖြစ်ဖြစ်ပစ္စည်းမရှာပါတော့ဘူးညာကိုနိုင်ငံတွေကထွက်တာတော့မရှိဘူးဆိုပေမဲ့နိုင်ငံခြားကနေဟိုဘေးနားနိုင်ငံတွေဝင်လဲဟာတွေကသုံးနေရဆိုတော့သူဘာဘာပြဿနာမရှိဘူးဒါပေမဲ့အခုကဘာပြဿနာကိုရှောက်ပိတ်တာအကုန်ပဲပိတ်တာလည်းနိုင်ငံခြားဝင်လာမဲ့ဟာလည်းဟိုလက်မခံဘူးနောက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့တော်လိုင်းဖွဲ့စည်းကသွင်းမဲ့ဟာလည်းအကုန်လုံးရှောက်ပိတ်တယ်အခုဒီဒီတရားမှလေမြောက်ပြည်အမှတ်နဲ့တရားမှအဲ့ဒါပဲ အမှန်မှာတော့မိကမကသူတို့ကဘာမှထိချုပ်မှုရှိဘူးအေးအာရှလန်ဒလန်ကတော့ကျွန်တော်ထိချုပ်လိုက်တဲ့အခါမှာသူတို့ကအခဲမကြေဘူးရမ်းဖို့မိကဖြစ်နေပြီးတော့ရှောက်ပြီးတော့ပိတ်ပြီးတော့နောက်ဆုံးတော့ဟိုစီပိတ်မိပိတ်ဆိုတာဘာမှထိချုပ်မှုရှိတာလူတို့ပဲနားတယ်နောက်ဆုံးကြတော့လို့ထိုင်းဆိုရပါဟိုဒီလိုမျိုးထိခိုက်နေတဲ့ဟာလောက်ချလာတာပေါ့ကိုအမှန်နဲ့သဒ္ဓါမှာဆိုထိုင်းပစ္စည်းတွေပုံနာတယ် သူတို့တွေ့တာတော့တွေ့ရင်လည်းတွေ့မှာပေါ့ကွာထိုင်းဒီလိုမျိုးထိခိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ခင်မျိုးပေါ်လာပြီးတော့ဖိအားပေးမှာလို့ဘာလို့ဖြစ်မှာပေါ့အဲ့ဒါကြောင့်မဟုတ်သူတို့ကွန်လန်းကြောင်းဆိုဟိုရေပဲဟိုကော်ပေါင်းပဲတလန်ပဲရောက်ဖွေးတာဒါလည်းတော်တော်ကိုရည်စရာကောင်းတဲ့ဟာလေကျွန်တော်တို့မြင်တာကအဲ့ကော်ပေါင်းတလန်နဲ့ကသာဖွင့်ပြီးတော့အကုန်လုံးရှော့ပိတ်ချမယ်ဆိုရင်တော့သူတိတ်မကြဘူးဟိုလူတို့တွေကပောက်ကွဲပြီးတော့မခံမရနိုင်ဘာဖြစ်လို့အကုန်လုံးရှားပါကုန်တော့ပါလေဆိုတော့အဲ့လိုအနေထားမျိုးကကျွန်တော်တို့မြင်တယ်အဲ့ဒါကြောင့်မဟုတ်ဘာလို့ကျွန်တော်တို့အဲ့လိုပြောလဲကျွန်တော်တို့ဖဲကြတော့ ဟိုကရီနီနဇာနဲ့ဟိုကော့တောင်ထိကီလိုမီတာတစ်ထောင်ကျော်ရှိတဲ့နေရာကျွန်တော်တိုင်းကကုန်တော့မယ်အခုဘာမှမရှိတော့ဘူးကျွန်တော်လက်ထဲရောက်နေပြီလေကျွန်တော်လောက်ရရှိနေအိန္ဒိယနိုင်ငံပဲလောက်လို့တော့မှာဒါရှိရင်လည်းပဲဘာမှဘေးရင်မင်းစရာမလိုဘူးအဲ့ဒါလည်းကိုယ့်အချိတ်ဆက်သွယ်နေရှိထားပြီးတော့လောက်တော့မယ်အကောလုံးပြင်ဆင်မှုရှိနေပြီဆိုတော့သူကအဲ့ဒါတခါတည်းဖင်ဟိုမထိုင်နိုင်မနေနိုင်မထနိုင်အဲ့လိုမျိုးဟိုဖင်ကကြောကြောဖြစ်ပြီးတော့ဟိုကျွန်တော်တို့ပဲဟိုသူတို့ကိုတက် ပြီးတော့တိုင်းတော့မလို့အဲ့ဒါတော့ကြောက်လို့အမှန်မှန်ကျွန်တော်တို့ကဖြည်းဖြည်းချင်းသွားမှာပါ အဲ့လိုအနေထားမျိုးอ่ะဟိုတော့မလုတ်သိမလုတ်ထိုက်တဲ့အရှောက်လုတ်တော့နောက်ဆုံးကြတော့သူတို့ပဲပြန်ထိမှကျွန်တော်တို့အမြင်တော့လုံးဝအောင်မြင်မရှိပါဘူးအဲ့ဒါဟုတ်ဆက်ဆက်ပြီးတော့ခုစစ်တပ်ကဒီအများကြီးမှာပေါ့လေအောင်စီကစစ်ကြောင်းကိုအင်းအားဖြည့်ပြီးတော့ရက်60နဲ့ပေါ့နော်ပထမတော့4ရက်နဲ့ပြီးရင်တန်းကတနည်းခွဲလိုက်တော့4ရက်နဲ့ပြီးသိမ်းနေဆိုပြီးတော့တက်လာတယ်ဒါမျိုးခုချိန်ဒီကျွန်တော်တို့အားကြီးဟိုဒီဒီဒေါနာတောင်ပေါ်မှာပဲပေါ့နော်ရှိနေပုံပဲရှေ့ဆက်ပြီးတော့စိတ်ရှိနေပြီးမရွေးနိုင်သေးဘူးပေါ့နော်ဒါမျိုးအခုတော့ရက်60စီမံချက်ဆိုပြီးတော့စလာတယ်သိရပါတယ်အဲ့ကြတော့ ဒီဒီလိုမျိုးဟိုမြောက်ပြည်ဒေသကိုတက်လာတယ်စစ်ကောင်စီစစ်ကြောင်းတွေကို KNU နေနဲ့အဲခြေမုံမို့တော့အသင့်ဖြစ်ပြီလားဒီပုံမှာဘာတင်းစကားပါလို့ပါလဲဟာအဲ့ဒါတော့ဒီဟိုပထမဆုံးဒီအောင်စရာစစ်စင်ဆိုပြီးတော့၄ရက်နဲ့ဟိုမြောက်ပြည်အရောက်ပြောမယ့်ဟာ၄ရက်လည်းမရောက်၄ရက်၄၀လည်းမရောက်၄လလည်းမရောက်အခု ဘာပြောရမလဲနှစ်40ရောက်ရင်မှရောက်မှာပါဆိုတော့အဲ့လိုဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒါလည်းအခဲမကြီးဖြစ်ပြီးတော့ဟိုအောင်စရာကြီးကလည်းဘယ်နှရောက်လို့ရောက်မှာမသိတော်တဲ့တောင်ထဲမှာဝတ်နေလားဘယ်နှရောက်လို့မှမသိအခါကအလလန်အလဲလဲအကွဲကွဲတွေဖြစ်တာလည်းအများကြီးပဲဒါပေမဲ့အမှောက်ကိုမရှိတော့ပြန်တက်လာမယ်ဆိုတော့တက်လေတက်ပေါ့ဗျာဒါပဲကျွန်တော်တို့ဘက်ကတော့တောင်ဝင်ရှိတယ်လို့ပဲကျွန်တော်တို့စစ်ဘက်ဆိုင်ကတောင်ဝင်ရှိတဲ့လူကသူတို့လွတ်သွားမှာရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတော့ဘယ်လိုပဲ လုံးလုံးကျွန်တော်တို့ယုံကြည်ပါတယ်အချိန်တည်းကမတူတော့မတူတော့တကယ်ဟိုဒီဒီစစ်တပ်မှာတကယ်တမ်းတိုက်ရင်ခိုက်ရင်လည်းတခါတည်းတိုက်ချင်းခိုက်ရင်လည်းစိတ်တွေရှိတယ်အချိန်တည်းကတော့ကျွန်တော်တို့ယဉ်ဆိုင်နေတာပဲအခုကအခုကဒီလကားဟိုဟိုဒီဒီအတ္တမလျှောက်ဖမ်းတော့ဗာစိတ်တမ်းမှဖြစ်တစ်ချိန်လုံးကိုယ်ပြည့်စီပြေးလာတဲ့လူအဲ့ပြေးလာလို့ကိုယ်ကတင်တန်းပြန်ပြေးသူ့ကိုပြန်တိုက်တာနဲ့ပဲလဲနေတဲ့ဟာကြီးကတခါထထခါထခါလုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ကတွေ့တာသိပ်ပေါ်အောင်ဆိုတော့လမ်းကြောင်းအောင်မရှိဘူးဒါပေမဲ့တစ်ခုပဲရှိတယ်သူကတော့ဘေးနားမှာတကယ်သူတို့နဲ့အတွေ့အပွေးမြင်အပွေးတူတယ်ဟိုသာပေါ့နော်ဇရိုက်ချင်းဒီလူတို့အပေါ်မှာလုံးဝမငှက်ွက်တဲ့အင်းကြီးချင်းတွေနဲ့ပေါင်းပြီးတော့တကယ်တကယ်ဟိုသာပေါ့ထူဆန်းခစ်မိတဲ့ဟိုပစ္စည်းတွေသုံးလာမယ်ဆိုရင်တော့ဒါလည်းကျွန်တော်တို့ဘယ်လိုရေချမ်းမလဲဇာတ်ကြောင်စဉ်းစားထားပြီးသားပါအဲ့ဒါသိပ်ပြီးတော့ပြည့်ပြည့်ပြောစရာမရှိဘူးဟုတ်ကဲ့ဟိုနောက်တစ်ခုကတော့ဒီစစ်ကောင်စီကကျင်းယူနေပြီပေါ့နော်တက်မှ၄တက်မှ၅တက်မှ၆နေပြီပေါ့ ူးဆက်စင်တာကိုလှုပ်ဆောင်နေတယ်။စီးပြင်းစင်နေရဆိုတဲ့ဒိဋ္ဌိတွေပဲဖတ်ပေါ်နေပါတယ်။ဒီချင်းလေးပေါ်မှာဟိုရှင်းပြပေးပါလား။တခြားတတ်မှတွေမှာဘယ်လိုအခြေအနေရှိပါလဲခင်ဗျာ။အမှန်မှာတော့တိုက်ပွဲကကျွန်တော်တို့အောက်ခြေအတက်လာတဲ့ဒိဋ္ဌိပြောရမယ်ဆိုတော့တတ်မှတ်ကွန်ကလူဇွန်မှာဒိဋ္ဌိတိုက်ပွဲဒိဋ္ဌိကအများနဲ့နှစ်တိုင်းဟိုမဖတ်နိုင်ဆုံးဖြစ်တာပဲ။အဲ့တော့ကျွန်တော်တို့ဆင်နွှဲတဲ့ recipe ကသမားနဲ့မတူဘူးပြ။ဘယ်နိုင်ငံရဲ့အကူကြီးမှမမျိုးကိုအခြေအနေနဲ့ကန့်ညီတဲ့အခြေအနေကိုလောက်လာတဲ့ကတိအချင်းရပါလောက်ဆိုတော့ကြေးရွာဒီဘက်ကိုလွှမ်းမိုးအောင်သူ့ကို ကြိုးစားတယ်ဒုတိယချက်ကတကယ်အရေးပါတယ်လမ်းကြောင်းကိုလမ်းကြောင်းကိုကျွန်တော်ထိန်းချုပ်လိုက်တယ်တတိယချက်ကသူတို့ဝင်ဝင်လမ်းကြောင်းအကြီးမားဆုံးဖြစ်တဲ့နေစာကုံတွေကျွန်တော်လုံအောင်ခြေမုံလိုက်တယ်ဆိုတော့နောက်ဆုံးတစ်ဆင့်ပဲကျန်တယ်ကျွန်တော်တို့မပြောတော့ဘူးအဲ့ဒီအဆင့်ကိုကျွန်တော်တို့ကင်တွေ့နိုင်ပြီးတော့သူတို့ကဘာလို့မှမသိဘူးဆိုတော့အရင်အရင်နီလန်းဟောင်းနေနဲ့ဘယ်လိုပြန်ပြန်ပြီးတော့လှုပ်တဲ့ခါကျတော့အခြေအနေကဒီလိုပဲရှိပဲကြိုးစားတော့သူတို့ဘာမှမရှိဘူးအခုမှဆိုကြပါစို့ဗျာဒီ စစ်တောင်းမြင့်ဝမ်းအရှိဘက်ကန်းဆိုကျွန်တော်တို့ဒီ2021ကိုကျွန်တော်တို့ခြေချလို့ကိုများတာအနောက်အနောက်ဘက်ကန်းကွာပြောတာကျွန်တော်တို့အရှိဘက်ကန်းမှာရှိဘူးကွာအနောက်ဘက်ကန်းမှာဆိုရန်ကုန်မှာလက်ကားလမ်းပေါ်ဆိုကျွန်တော်တိုက်ပွဲခဏခဏပေါ်နေပါလေတက်တရားအများကြီးရှိတယ်အဲ့ဒီအောက်ဆင်းလာတဲ့ခါကျတက်မှတီတူသထုံကရင်လေးမှာဆိုအရင်တော့ဆိုကျွန်တော်တို့ပေါင်မြင့်နယ်တို့အဲ့ဒီပင်လယ်ကမ်းကြီးမုံမကွေ့ဆိုကျွန်တော်တို့ဟိုတော်တော်ကဲကဲရင်ပဲအခုကျတော့ပြောကြမှရှိတော့အခုကအောက်ဆင်းလာရဲ့ကြောက်ကွာအမှတ်ရှိပြီတော့လူလမ်းမကြီးဆိုတော့တက်မှ6တက်မှဆိုကျွန်တော်တက်တရားတိုင်းရင်းဆက်ကွန်တို့ပင်လယ်ထဲထိရောက်နေတာဗျာ မနေ့ကတော့ဒီကလကုတ်စခန်းကိုကျွန်တော်တို့ဝင်ဝင်စားချတယ်ကလကုတ်ရေတာစခန်းလည်းတည်ရမလားအဲ့ဒီဥစားတံမြေစရာနဲ့ဟိုရေချားမှာဟိုဟိုပင်လကန်းကြီးလှမ်းကြည့်လိုက်ကျွန်တော်ဝင်ချပလိုက်ရဥစားတွေဒါဒါဟိုတော့တတစီဟိုတလက်တော်မှာဖြစ်စီပြလိုက်ပြီလေဟောက်ဥစားကြီးလေအဲ့ဒါရေတဲ့စခန်းမှာတော့ဆိုတော့အဲ့လိုအခြေအနေမျိုးက သူတို့ကဆောက်ပြရမရဘူးဆိုလိုတာကပြောချင်တယ်လို့အမှတ်ရှိပြီးတော့သူလမ်းမကြည့်သူတို့စုံမလို့မရဘူးကျွန်တော်တို့က80ရံတော့စုံမထားတာဟို2023လောက်ရအဲ့ဒါကြောင့်အခုထပ်ခါထပ်ခါတလဲလဲဟိုပြည်တော်သူလမ်းမကြည့်ရောက်ဟိုဒဝဲဟိုကနေဟိုမော်လမြိုင်အထိရှိတာလေအဲ့ဒါယူကိုသူတို့က80ရံတော့ဆုံးရှုံးသွားတဲ့ခါမှကျတော့မသွားရတဲ့ခါကျတော့ဟိုပြည်လဲရေချောင်းလမ်းကဘွားနာအဲ့ဒီလမ်းကိုချက်သွားရင်ခိုးရောက်ဟိုနဲ့ချက်သွားတော့ကျွန်တော်တို့ခဏခဏသူတို့ဖမ်းမိတယ်ဆိုတော့အဲ့လင်းထားမျိုးအဲ့လိုဖြစ်သွားတဲ့ခါမှနောက်ဆုံးကြိမ်ရတော့ဒီသူတို့ဝင်ဝင်တကယ်အားထားရတဲ့ကုမ္ပဏီလမ်းကြောင်းတွေကကျွန်တော်တို့ တမ5တမ9တမ6တမ5အကုန်လုံးရှင်းထုတ်လိုက်ကြသူကငွေပဲမရှိတော့ဘူးလေအဲ့ဒါမှလုံပြီးတော့အကုန်လျှောက်လောက်တာဘာမှအစီအမောမတက်တဲ့ဟာလေးပဲဟုတ်တယ်ဒီနောက်ကဒီ KNY နေမိကပါနော်စစ်ကောင်စီရဲ့စစ်စင်အချို့မှာဒီ DGB ဘူဘီအဖွဲ့လိုမျိုးပြင်လှန်တဲ့အဖွဲ့အဲပူတချို့ပါနော်ပူပေါင်းဆောင်ရွက်နေတဲ့နေသားမျိုး ရှိပါတယ်ဒီကဒီအပေါ်မှာပြောချင်ပါလေတော့တခြားနေနေကောင်စီ DGP ပြီးတော့ BGF ပဲခေါ်ခေါ် KNL ပဲခေါ် KNL ပဲခေါ်ခေါ်ပေါ့နော်ဒီလို KNL တင်ဒီအဖွဲ့တွေနဲ့စစ်ကောင်စီကိုအတူတကလက်တွဲပြီးတော့တိုက်ခုရောဟိုဒီအခြေအနေပေါ်မှာဗာဒင်းစကားပါလို့ပါလေအမှန်မှန်ကတော့ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုအနေနဲ့ဒီရန်သူကနေပြီးတော့ကျွန်တော်တို့ထိုးခွဲတဲ့နေရာမှာကျွန်တော်တို့အချင်းချင်းကြားမှာထိုးခွဲတဲ့နီလန်းပို့ပြီးတော့ထိရောက်တယ် အဲ့ဒီမတိုင်ခင်ကျွန်တော်ကျွန်တော်တို့စီကိုစစ်စင်ရေလောက်တာဘယ်လိုမှသူတို့မအောင်မြင်နိုင်ဒါပေမဲ့အဲ့ဒါရေညစ်ပတ်တဲ့နီလန်းနဲ့ကိုချင်းချင်းကြပါတိုင်းပြဿနာတွေမဟုတ်မဟာတွေရှောက်ဖန်တွေလောက်လာတဲ့အခါမှာကျွန်တော်တို့ကအားနေချက်အနေနဲ့အဲ့ဒါတွေကဟိုပါသွားတဲ့အပိုင်းတော့ရှိတယ်ဒါပေမဲ့အဲ့ဒါကိုသင်ခန်းစာယူပြီးတော့ပိုင်းမှာ2023 2034ကစပြီးတော့ကျွန်တော်တို့ဟိုလက်နက်ကင်ကရင်လက်နက်ကင်ချင်းချင်းတွေဟိုပြန်ပြီးတော့ပဋိကမဖြစ်ရကိုဦးစားပေးလာတဲ့အခါမှာအခုကတော်တော်လေးချိန်နေဟိုထိန်းသိမ်းနိုင်ဒီဘီလို့ပြောလို့ရတယ်အခု လုံနေတဲ့စစ်စင်ရင်တော်တော်များများအရင်တော့လို့ကျွန်တော်တို့ထိတ်တိတ်တွေးတဲ့ဟာတွေမှာတိတ်မရှိတော့ပဲဒါပေမဲ့ထိတ်တိတ်တွေးနိုင်တဲ့ဟာတွေအကဲဆတ်တဲ့ဟာတွေဆိုတော့ကျွန်တော်တို့တိကျဘလူကင်တွေရမယ်သိတယ်ဒါပေမဲ့တခုပဲရှိတာကျွန်တော်တို့ပဲလုံးဝမလုံးပဲစစ်ကစီပဲမာမရက်တည်တဲ့အဖွဲတွေကခုနပြောတဲ့အဖွဲကလေးတွေအဖွဲမွားလေးတွေရောရှိတာပေါ့အဲ့ဒါတွေကကျွန်တော်ပြပြသားချထားလိုက်တာပဲအဲ့ဒါမဲ့ကျွန်တော်တို့ဟိုအထူးသဖြင့်ကျွန်တော်တို့အချင်းချင်းမှာဒီလိုမျိုးမရှိအောင်တော့တတ်နိုင်ဆုံးတိမ်မွေးတဲ့နီလိုင်းနဲ့ကျွန်တော်ဆက်ကြိုးစားနေတယ်ကျွန်တော်တို့ဥတီကျဲရတော့ပြရတယ်ကရင်အမျိုးသားအလန့်တော်အောက်မှာတစ်ခွက်ရည်ဒီဖြစ်ပြီးတော့စစ် အာနာရှင်စနစ်ကိုတိုက်ဖြတ်ဖို့ပဲဒါပေမဲ့အဲ့ဒီအဆင့်ချီကမရောက်သေးသည့်တရားကိုကိုယ်တစ်ခွဲနဲ့တစ်ခွဲဒုက္ခမပေးရေးဆိုတာတော့တော်တော်လေးကိုခိုင်မာထိန်းသိမ်းနိုင်တဲ့အနေအထားမှရှိတယ်ဒါကတော့နောက်တစ်ဆင့်ဆက်ဖို့ပဲလိုတော့ပါတယ်နော်